မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင် accessibility အတွက်အနည်းဆုံးလိုအပ်ချက်တွေကိုစက်ပြီးဆွေးနွေးကြရအောင်ပါကားပါကင်ကနေ အဆောက်အအုံတဲကို ရောက်လာတဲ့အခါအရေးကြီးတဲ့ဝင်ပေါက်များနဲ့တကားများ entrances and doors အတွက်အခန်းနှစ်ခွန်လေးမှာဘလို့ပြတ်ထန်းထားပါတယ်ရှင်တကားတွေနဲ့ပတ်သက်ပြီးအဓိကအချက်တွေကတော့ဝင်ပေါက်တကားများသည်ရောတကားသို့မဟုတ်လွဲတကားအမျိုးအစားဖြစ်နိုင်ပါတယ်လဲတကားများသည်မတန်ဆွမ်းသွင်းများသို့မဟုတ်ခလိလက်ထုံလက်ဖြင့်လာသူများအတွက်အသုံးပြုရန်မသင့်တော်ပါဘူးတကားရွက်နှစ်ရွက်ပါတကားများအတွက် အနည်းဆုံးတကားရွက်တရွက်သည်အနည်းဆုံးရှင်းလင်းသောအကျယ်နှစ်ပေဆယ်လက်မှရှိသင့်ပါသည်မတန်ဆွမ်းသူများအထွတ်တီးတန့်ထားသောကားပါကင်အနည်းတွင်ဝင်ရောက်သုံးဆွဲနိုင်သော ဝင်ပေါက်အနည်းဆုံးတစ်ခုပံ့ပိုးပေးရမည်ပါဘင်းတက်ကလောက်ထင်အထွတ်တကားဤရှင်းလင်းသောအဖွင့်သည်အနည်းဆုံး၃ပေရှိရမည်ပါတကားလက်ကင်များသည်ကင်တွယ်ရလွယ်ကူရမည်ထီ၍တကားလက်ကင်ဖူးများထက် လီဘာပုံစံလက်ကင်များကိုပိုမိုဦးစားပေးသင့်ပါသည် တကားလက်ကင်များနဲ့အခြားဆက်ဆက်ပစ္စည်းများကိုအချောကင်ထားသောကျွမ်းဖင်မှ၃ဘီ၆လက်မှထပ်မပေါ်သောအမြင့်နှင့်၃ဘီထပ်မနှင့်သောအမြင့်တွင်တက်ဆင်ရမည်ပါချင်းကလာသည့်လာယာနှင့်စန်းကျင်ဘတ်တို့တကားဖွင့်ရသည့်နေရာတွင်အ ਨੇ ဆုံးရှင်းလင်းသောနေရာ၄ဘီ၆လက်မှ x ၄ဘီ၆လက်မှပန်ပိုးပေးရမည်ပါဟုတ်ကဲ့ဓာတ်လေယာများခလုတ်များနဲ့ပတ်သက်တဲ့အခါ2044ကတော့ဘလို့လိုအချက်တွေရှိပါသလဲရှင် ဟုတ်ကဲ့ဓက်လီယာများခလုတ်များနဲ့မီးခလုတ်များဝင်ရောက်တုံးဆွဲနိုင်သောဓက်လီယာသည် အများပြည်သူပုံမှန်ရောက်ရှိသည့်အထက်အားလုံးသို့ဝန်ဆောင်မှုပေးသင့်ပါသည်ဘိန်းတက်ကလောက်ထိန်အထုံးပြုသူများအတော်ခလုတ်များထိန်းချုပ်ခလုတ်များနဲ့ဓက်လီယာခလုတ်အားလုံးကိုဓက်လီယာကျွမ်းဖင်မှလေးဘေကိုလမထက်မပိုသောအမြင့်နှင့်သုံးဘေသုံးလမထက်မနှိမ်သောအမြင့်တွင်တက်ဆင်ရမည်ပါဓက်လီယာအင်တိုင်းတွဲများတွင်ဘေးသုံးပတ်တွင်ကျွမ်းဖင်မှ နှစ်ပေခုနလက်မမနှစ်ပေကိုလက်မအမြင့်တွင်တက်ဆင်ထားသောလက်ညံတစ်ခုရှိတင်ပါရယ်အရွယ်ရွေးချက်သောခလုတ်ပေါ်မှဂိမ်းတန်းများကိုထိတွေ့ယုံတုံနေအလွယ်တကူခွဲခြားသိနိုင်ရန်ဖောင်းကျွဲပုံစံပြုလုပ်ရမည်ပါလက်ရန်ညံစင်ကြမ်းလမ်းတွေအတွက်ကဘလို့အတိုင်းတာတွေတတ်မှတ်ထားပါသလဲရှင်ဟုတ်ကဲ့အဲ့ဒီခုအတွက်ကတော့လက်ရန်စုပ်ကင်တန်းများနဲ့လက်ရန်အလုံးဒီအချင်းတလက်မထမငယ်ရနှစ်လက်မထမကြည့်ရပါဘူး ဒီကတခိုင်းတဲ့နဲ့နရန်တွေဤမျက်နှာဖင်ကနေအနည်းဆုံးတလက်မ85လက်မကွာဟရမိပါချင်းကလန်းဤဘေးနှဖတ်စလုံးတွင်လက်ရံများတတ်ဆင်ရမိထင်၍လန်းတလို့ကိုမပိတ်ဆို့စေကြောင်းမြားရလိုက်ဆောင်အကျေကိုမြားရမကြော်ရတတ်ဆင်တင်ပါဦးလက်ရံဤအပေါ်ပိုင်းဒီလေကင်းနာကောင်တို့တို့မဟုတ်ချင်းကလန်းလူသွားလန်းလေကင်းခတ်ပြင်းတို့ဤအချောကင်ထားသောကျွမ်းဖီမျက်နှာဖင်ကနေနှစ်ပေစိန်လက်မထပ်မနှင့်ရာ 3ပေ9လက်မှထပ်မမြင်ရပါဘူးစင်ကြမ်းလမ်းများနဲ့လူသွားလမ်းများကတော့စင်ကြမ်းလမ်းလူသွားလမ်းနဲ့စောင့်နေရသည့်အ ਨੇ ဆုံးအခြေသည့်4ပေရှိရမည်ပါလမ်းအစုံမှ12ပေအတွင်းသို့သို့မဟုတ်လမ်းအစုံနှင့်စင်ကြမ်းလမ်းတစ်လျှောက်တွင် ဝင်ရောက်သုံးဆွဲနိုင်သောတကားများရှိမှအ ਨੇ ဆုံး4ပေ6လက်မှ x 4ပေ6လက်မှရှိသည့်လှည့်ရန်နေရာပံ့ပိုးပေးရမည်ပါ ချိုးဝေနေရာများနှင့်လှည့်ရန်နေရာများကို များဆုံးပိတ်40အကွာမှာတခုထားရှိရမည်ပါနောက်ဆုံးအနေနဲ့အမင်းအာယုံချို့ရုပ်သူဒီအတွက်အလုံးအရေးကြီးတဲ့လမ်းညုံဒုမဟုတ်တတိပေကျွမ်းပြင်ပစ္စည်းများအကြောင်းကိုရှင်းပြပေးပါအောင်ရှင်ခုနှစ်လမ်းညုံဒုမဟုတ်တတိပေကျွမ်းပြင်ပစ္စည်းများအမင်းအာယုံချို့ရုပ်သူများကိုလမ်းညုံကြောင်းဒုမဟုတ်တတိပေရန်အတွက်အယောင်ပြောင်းလဲခြင်းဒုမဟုတ်ပတ်ဝန်းကျင်တွင်ရှိသည့်အခြားကျွမ်းပြင်ပစ္စည်းများနှင့် ထင်ရှားစွာကွာခြားပြီးအလွဲတကူခွဲခြားသိနိုင်သောမျက်နှာပြင်ပုံစံရှိသောပစ္စည်းနှင့်ပြုလုပ်ထားသောကျွမ်းပြင်ကိုလမ်းညွန်သို့မဟုတ်တတိပေးကျွမ်းပြင်လို့ခေါ်ပါတယ်။ဤကျွမ်းပြင်ကိုအောက်ပါနေရာတွင်တက်ဆင်ရမည်ပါ။အဆောက်အအုံနှင့်ကားပါကင်အေရိယာသို့သွားရလမ်းတရင်အချက်လက်ဆိုင်ဖို့ဧည့်သည်ကြိုကောင်တာဓာတ်လျားများလှေကားနှင့်အိမ့်တာတွေစီကိုဥတီတီလှေကားညှင်းဟန့်ကြယ်မှာညင်သွားလာရှိသော လူသွားလမ်း၏အစအဆုံးတွင်ချက်ချင်းတွင် အမြင့်ယုတ်တရပြောင်းလဲသည့်နေရာသို့မဟုတ်ချင်းကပ်လမ်း၏အစအဆုံးတွင်ဝင်ရောက်ထွက်ရနှင့်လေကားခန်းသည့်အရှိတတဲ့မှာချက်ချင်းတွင်အသက်မှတ်အကွက်ညက်အကျဲ့ပြီးတုံညာတတမခေါက်ဆယ်မီတာထက်မနှိမ့်စေရမီပါအခုလိုအသေးစိတ်ရှင်းပြပေးတဲ့အထက် ATW Construction Engineering Group ရဲ့အကူအကူရောအစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရနာလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်းနဲ့ရအခန်းခွဲနှစ်တသမာခွင့်ရကျန်းရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။